ကတိယူ channel လေးကပြန်လဲကြိုးဆိုပါဗျာနော်နေပါလေပြောချင်လဲဆိုတော့နော်ပြင်သစ်ကပါဗျာပြင်သစ်ကဟာကျွန်တော်တို့ကဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဗါတယ်ဟိုယူကောက်ွယ်ကဘာဖြစ်တယ်ညာဖြစ်တယ် ਨੇ မင်းတို့ ਨੇ ဆိုင်လို့လားပြင်သစ်ဟမ်ကိုယ့်ကိုယ်စောက်ကိုယ်စောက်ဖွားကြီးတော့ကိုမနိုင်ပဲနဲ့ဟိုအဖွားကြီးလေးမြောင်ပါပါရှာလိုက်တာလေခင်ဗျာဟမ် ိုမိမတော်ကိုမနိုင်မဲနဲ့စောက်ကြီးစောက်ချက်သူနိုင်ငံရွေးကောက်ပွဲကဘာဖြစ်တယ်ညာဖြစ်တယ်ဒီမိုကရေစီညုံနဲ့မကြိုက်ဘူးဟမ်ဖန်ထားတဲ့လူတွေရှက်ချင်းလို့ဘာညာကွီးကတော့မင်းကမင်းမင်းဖေမူလားမင်းကလာလာပြောနေအောင်ဟမ်မင်းဖေမင်းဖေမူလားမင်းမြန်မာနိုင်ငံဟမ်စောက်တောင်းလိုက်ဒရီမမှန်ပြုတ်ဗန်ဟိုလိုလိုဒီလိုလိုလောက်ပြီးတော့ဟမ်သူများနိုင်ငံပြည့်စည်အောင်လုပ်နေတဲ့ကောင်တွေကစောက်ကြီးစောက်ချက်ဒီလိုကောင်တွေရောက်ကများမှာယူရိန်းပို့ပြီးပြည့်စည်နေတယ်နော် နော်သူနိုင်ငံမပြည့်စည်တာဟာဟိုလိုလုပ်ပေးဒီလိုမြောက်ပေးခင်ဗျာပေါက်တကဲပေါက်တကဲလုံနေကောမြောက်နိုင်ငံရွေးကောက်ပွဲကဘာဖြစ်လဲပွင့်လင်းမြောက်ချီချီမချီချီပေါ့မင်းတို့ကောင်ဒီလာစစ်လာစစ်ဆေးလို့ပြောပြကြလေမင်းတို့ကောင်သူမစစ်ဆေးကနေလေပွင့်လင်းလက်ခံတာပြီးတော့မင်းတို့လာစစ်ဆေးပြုငါတို့ကတော့ရွေးကောက်ပွဲ20ကျပ်35လုံးပဲ17ရက်တလား26လုံးပဲပြီးပြီမင်းတို့ကောင်သူလောက်ချင်လာလာချင်လာစစ်ချင်စစ်မစစ်ချင်နေလေရှင်းရှင်းလေးကိုဒါအောင်စောက်ကြီးစောက်ကျင်တဲ့ဟိုဟိုရန်ကုန်ခေတ်ကဖာမားလည်းပေါက်ပန်းလေးတဲ့ပေါက်ပန်းလေးတဲ့အဲတကယ်အားကျွန်ပါကတင်ဆက်နေသေး နော်တစ်ချက်နားတော်ကြည့်လိုက်မယ်ဒီမှာမြန်မာစစ်တပ်ကပြည်လုံးမဲ့ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ပြည်သက်အစိုးရကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်မနေ့ကကြာရောက်ခဲ့တဲ့2020ပြည်နှစ်မြမအထွေထွေရွေးကောက်ပွဲပြစ်စမမြောင်းနှစ်ပတ်လည်လင်းဆိုင်ရာထုတ်ပြန်ကြေညာချက်မှာအခုလိုအတိုင်းပြင်သစ်အစိုးရကပြောဆိုကြေညာလိုက်တာပါ 2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာမြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲရဲ့ပြစ်စမမြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ဆက်အာနာသိမ်းမှုနဲ့အတူအဲ့ဒီရွေးကောက်ပွဲရလဒ်တွေကိုခိုးယူခြင်းခံခဲ့ရတယ်လို့ပြင်သစ်အစိုးရကကြေညာလိုက်ပါတယ်။ဒါအပြင်စစ်အစိုးရကသူတို့ထိန်းချုပ်ထားတဲ့နေမြေဒေသတွေမှာ 2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကစတင်ကျင်းပမယ့်ရွေးကောက်ပွဲဟာပွင့်လင်းမြင်သာမှုလွတ်လပ်မှု အားလုံးပါဝင်မှုနဲ့အတိအမှတ်ပြုခံရမှုဆိုင်ရာစံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ပြင်သစ်အစိုးရကကြေညာလိုက်ပါတယ်။ဆီယာနာသိန်းရဖွဲ့ကတရားမဝင်အာဏာသိမ်းခဲ့ခြင်းကနေစတင်ပြီးနိုင်ငံရေးအကြောင်းပြချက်နဲ့ဖမ်းဆီးကပြစ်ဒဏ်ချမှတ်ခဲ့တဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွတ်ပေးဖို့ကိုလည်းပြင်သစ်နိုင်ငံကထပ်မံတောင်းဆိုလိုက်ပါတယ်။ ဒါအပြင်စစ်တပ်ကအရသားတွေအ धिक ထိခိုက်နေနိုင်ရတဲ့လေကြောင်းတိုက်ခိုက်မှုတွေပါဝင်ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကိုပြင်သစ်နိုင်ငံကရှုတ်ချပြီးမြန်မာပြည်သူတွေရင်ဆိုင်နေကြရတဲ့ဆိုးရွားတဲ့လူမှုဒုက္ခတွေနဲ့တိတာထင်ရှားတဲ့ဒေသဆိုင်ရာအကျိုးဆက်တွေပေါ်အလွန်အမင်းဆိုးရိမ်မကင်းဖြစ်မိတယ်လို့ပြင်သစ်အစိုးရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒါအပြင်ပဋိပက္ခကိုငြိမ်းချမ်းစွာနဲ့ရေရှည်တည်တတ်စွာဖြည့်ရှင်းနိုင်ဖို့ကိုရည်ရွယ်တဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုပြင်သစ်နိုင်ငံကထောက်ခံတယ်လို့ဆိုပါတယ်။ အဲ့ဒီသဘောတူညီချက်ပါချက်လက်တွေဖြစ်တဲ့အထူးသဖြင့်အကြံဖတ်မှုလျှော့ချဖို့နဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကိုပြုလုပ်ပေးဖို့အတွက်လည်းပြင်သစ်ကထပ်မံတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာရေရှည်တည်တတ်မဲ့နိုင်ငံရေးပြည်လည်မှုနဲ့တည်မြဲနိုင်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်ဂျောင်းဝင်ညီနိုင်ပေးနေကြတဲ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့အထူးကိုယ်စားလှယ်အော်တမန်ဟာရှင်နဲ့ကုလသမဂ္ဂထွေထွေတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ဂျူလီဘီရှပ်တို့ရဲ့ဂျိုးပန်းအထုံးမှုတွေကိုပြင်သစ်နိုင်ငံကကြိုဆိုထားပါတယ်။ အော်တိုဗလာတရက်နေ့ကလည်းပြည်သူ့သမ္မတမက်ခရွန်ကဒေါ်အောင်ဆန်းစုကြည်စီကိုစာရေးသားပေးဖို့ကပြည်သူ့နိုင်ငံအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုမမေ့ကြောင်းထုတ်ဖော်ပြောဆိုထားပါသေးရဲ့ရှင်။ကဲ။ကောင်းပါနော်။တို့တို့ကတော့စဆရာကြီးတွေပေါ့ဗျာ။နော်။ဒါတော့ပြန်လဲမှာပါ။ပြန်လဲမှာပါဒီကောင်းနဲ့။နော်။ ကျွန်တော်သူ့အဖွားကြီးတော့သူမနိုင်တဲ့ကောင်ကစောက်ကြီးတောက်ကြီးပေါ့ဗျာအဲ့ဒါပြောပါရပါတယ်မင်းတို့နော်မင်းတို့လည်းကြုံပါပဲအခုကျန်တာပြောနေဗျာခင်ဗျားတို့ဆရာကြီးပါဆိုတဲ့ကောင်တော့ကြုံသေးတာဟမ်ဒေါ်နယ်ထရန့်တော့ကြုံသေးတာဗျာဒီလိုကောင်မျိုးတွေကဘာအိမ်မလို့ဗျာနော်အကြမ်းမပါဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာအကြမ်းကိုလည်းအကြမ်းကိုပြင်စင်နာပေါ့ကိုလည်းကိုပြင်စင်နာပေါ့နော်အခုနေတိုးနဲ့ရုရှားကလည်း ဟမ်ဘာတော့အင်အား8000ဖြန့်ကျက်ထားမယ်နော်ကျင်းပြတော်မသိဘူးလေမြားနော်ဖြင့်ပြတော်မသိဘူးနော်ဟိုဘက်ကလည်းကျင်းဒီဘက်ကလည်းကျင်းဟမ်ပြီးတော့ဘာဟုတ်တာလည်းမဟုတ်ဘူးနော်ဖြင့်မဖြစ်လည်းဖြစ်လိုက်ချင်းတယ်ကျွန်တော်တို့ကတော့ဖြင့်မဖြစ်လည်းဖြစ်လိုက်နော်ကပိုင်းပြန်စရင်စပါဗျာနော်နျူကလ িয়ার နဲ့တော်ပြစ်တောင်ပြစ်ဖြစ်ကြပါဗောဒါပဲရှိတာနော်ကြော် အလဲကြမနှွဲကြတဲ့တန်းပေါ့ကွာအလဲကြမနှွဲကြတဲ့တန်းပေါ့နော်ရှင်းရှင်းလေးပဲ